မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗီရာညချမှုဦးစီးဌာနကနေအော်တိုဘာလ9ရက်ဒီဂရီ9.9အချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြီးညာပါမယ်ရှင်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့တွင်မုတ်တုံလီအားနေနေပါမယ်ဒီဂရီညနေထိခံမှန်းချက်ကတော့မကွေးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့တွင်နေရာကွက်ကြား မေပြည်တော်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့တွင်နေရာကျကျရန်ကုန်တိုင်းဒေသကြီးအေရီတိုင်းဒေသကြီးကရင်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာစစ်စစ်ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံ့ပြားမှုထိချုံရပြီးမန္တလေးတိုင်းဒေသကြီးတွင်နေရာကွက်ရီမှုကြီးနိုင်ပါတယ်။ရွှေရယာနှုံးပြည့်ဖြစ်ပါတယ်။ဘူတင်အောင်ဖြစ်ပေါ်မှုအခြေအနေအရာ မန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတနင်္လာရီတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့တွင်မိုးဒေနောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးဒေနောင်များရွေရှားရနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုပါရစေ။မြမပင်လေပြင်းတွင်လှိုင်းနှင်းငယ်မှလှိုင်းတင်းတင်းရှိပါမည်။ လိုင်းမြင်မှာမြမကန်ရုံနဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့တွင်၄ပြည်မှ၆ပြည်ကန်ရှိနေပါတယ်။နောက်နေ့အတွက်ခမန်းချက်ကတော့မုတ်တုံလီအားနေနေပါမယ်။နေပြည်တော်နဲ့နေတဝိုက်အတွက်ဒီကနေ့ညနေတီခမန်းချက်ကတော့နေရာကကြားမှုထိတ်ကြုံရပါမယ်။ရွာရံလုံး80ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေတီခမန်းချက်ကတော့နေရာကကြားမှုထိတ်ကြုံရပါမယ်။ရွာရံလုံးပြည်ဖြစ်ပါတယ်။မန္တလေးမြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေတီခမန်းချက်ကတော့မိုးတိုက်ချိန်နှစ်ချိန်ထိတ်ကြုံရပါမယ်။ရွာရံလုံးပြည်ဖြစ်ပါတယ်ရှင်။